တရားမဝင်လက်နက်ခဲယမ်းတွေလက်ဝယ်ကင်ဆောင်ထားမှုတွေ့ပါက1888ခုနှစ်လက်နက်များအဲဥရေပုံမှားအရအေးအေးယူဆောင်ရွက်ပြီးတရားမဝင်လက်နက်တွေကင်ဆောင်ထားပါကသက်ဆိုင်ရာထိုင်အ мян ဆုံးပြန်လည်အနှံ့ကြဖို့ပြည်ထောင်ဝင်ကြီးဌာနကဇူလိုင်လ၄ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာမြန်မာနိုင်ငံအတွင်းကျင့်သုံးနေတဲ့လေတနက်အပါအဝင်တနက်အားလုံးကိုလိုင်စင်နဲ့သာကန်ဆောင်ခွင့်ပြုတာကြောင့်လိုင်စင်နဲ့သာကန်ဆောင်ခွင့်ရရှိဖို့ဥပဒေလုံထုံးလုံနည်းတွေနဲ့အညီပြည်ထောင်စုဝန်ကြီးဌာနလက်နက်ကန်ဆောင်ရွက်ခွင့်လိုင်စင်ပါမစ်စီစီရေးအဖွဲ့ထံတင်ပြလျှောက်ထားမှုအပေါ်စီစစ်ခွင့်ပြုချက်ရမှသာကန်ဆောင်ခွင့်ရှိတယ်လို့ပါရှိပါတယ်။ တရားမဝင်လိုင်စင်မဲ့လက်နက်ကင်ဆောင်မှုတွေနဲ့ပတ်သက်ပြီး1888ခုနှစ်လက်နက်များအဥပဒေပုံမှ19အရာအလုံချမ်းနဲ့ထောင်ဒဏ်3နှစ်ထက်မနည်း9နှစ်ထက်မပိုတဲ့ထောင်ဒဏ်ချမှတ်နိုင်တယ်လို့ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။ ဒါကြောင့်တရားမဝင်လက်ဝဲထားရှိတဲ့လက်နက်ခဲယမ်းတွေရှိပါကနှီးစက်ရတက်ရဲစခန်းတွေနဲ့ရဲတပ်ဖွဲ့မှုရုံးတွေမှာအမြန်ဆုံးလာရောက်အနှံ့ကြဖို့နဲ့လာရောက်အနှံ့မှုမပြုဘဲလက်ဝဲထားရှိတာကိုစုံစမ်းဖော်ထုတ်ရရှိပါကတရားဥပဒေအရအေးအေးယူသွားမယ်လို့ပြည်ထောင်ဝင်ကြီးဌာနရဲ့သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ ဒါအပြင်လိုင်စင်မဲ့ကန်ဆောင်နေတဲ့လက်နက်ခဲယမ်းတွေနဲ့ဆက်ဆက်ပစ္စည်းတွေကိုမြန်မာနိုင်ငံရဲတပ်ဖွဲ့ကအစဉ်တစိုက်စုံစမ်းဖော်ထုတ်အရေးယူနေပြီး2015ခုနှစ်ဇွန်လအတွင်းမှာမန္တလေးတိုင်းဒေသကြီးနဲ့ရန်ကုန်တိုင်းဒေသကြီးကနေလက်နက်ခဲယမ်းနဲ့ဆက်ဆက်ပစ္စည်းတွေကိုဖော်ထုတ်ဖန်ဆီးရမိခဲ့တဲ့အတွက်ဥပဒေနဲ့အညီရေးယူထားကဆက်ဆက်တရားခံတွေကိုလည်းဆက်လက်ဖော်ထုတ်အရေးယူလျက်ရှိတယ်လို့ပူးတွဲဖော်ပြခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီးအတွင်းဂျွန်လ26ရက်နေ့ညပိုင်းကစင်ကူးမြို့ရွှေဘိုကားလမ်းမှာအမွာကြီးကိုနှစ်ဦးမောင်းနှင်လာတဲ့ကားပေါ်ကနေတနက်၅လနဲ့ကြီးစံတွေအပါအဝင် စိတ်ကြွဆေးပြားတွေကိုစတင်ဖမ်းဆီးရမိခဲ့ပါတယ်။အဲဒီနောက်မှာတော့ရဲတပ်ဖွဲ့ဝင်ရဲ့စစ်ဆေးမေးမြန်းမှုတွေပြုလုပ်ပြီးနောက်မှာဂျူလိုင်လ2ရက်နေ့က မန္တလေးမြို့ချမ်းရည်တာဆန်မြို့နယ်နဲ့ပသိမ်ကြီးမြို့နယ်တွေမှာတနက်နဲ့ဆက်ဆက်ပစ္စည်းတွေကိုထပ်မံရှာဖွေ တွေ့ရှိခဲ့ပြီးအဲဒီနေ့မှာပဲလေတနက်နဲ့ဆက်ဆက်လက်နက်ခဲယံတွေကိုရန်ကုန်တိုင်းဒေသကြီးလှိုင်မြို့နယ်ဆေးရက်ကွက်ကံလန်းရှိနေတခုမှာ CID ရဲတပ်ဖွဲ့ကဝင်ရောက်ရှာဖွေဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျ။အခုလိုဖမ်းဆီးရမိခဲ့တဲ့ဖြစ်စဉ်တွေကနေစစ်ဆေးတွေ့ရှိခဲ့တဲ့တနက်နဲ့လေတနက်အရေးအတွက်ဟာ38ခုဝန်းကျင်ရှိတယ်လို့သက်ဆိုင်ရာရဲ့သတင်းထုတ်ပြန်ချက်အရသိရပါဗျ